thank uh you -huh. မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကရရှိထားတဲ့ထိန်းချုပ်နယ်မြေများကိုကာကွယ်မယ်လို့ကြေညာလိုက်ပြီးမိုးကုံမြို့ကိုကာကွယ်ရေးမိဘတော်လိုင်းအင်အားစုများနဲ့လက်တွဲကြိုးပမ်းမယ်လို့တော်လိုင်းအင်အားစုများပြောဆိုထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမိုးကုံမြို့ကိုဆက်လက်ထိန်းသိမ်းကာကွယ်နိုင်ရေးမိဆက်တော်လိုင်းအင်အားစုများနဲ့လက်တွဲကကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတော်လိုင်းအင်အားစုတချို့ကအခုလိုပဲပြောဆိုထားပါတယ် ယနေ့ TNL ကမိုးကုတ်မြို့နယ်မိုးမိတ်မြို့မှာ စုခွာမိဖြစ်ပြီးစစ်တပ်နဲ့အပြည့်ရဲကြောင်းတင်ညာပြီးနောက်တော်လိုင်းအင်အားစုများကအခုလိုပြောဆိုလာပြီးဖြစ်ပြီးတဖက်တွင်လည်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကရရှိထားတဲ့ထိန်းချုပ်နယ်မြေများကိုပါကာကွယ်သွားမည်ဖြစ်ကြောင်းကြေညာလာခြင်းဖြစ်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများရဲ့ပံ့ပိုးကူညီမှုမိဘ၊ຫນွေဦးတော်လိုင်းအင်အားစုများရဲ့ပူးပေါင်းလက်တွဲမှု တပ်ဖွဲ့ဝင်ပေါင်းများရဲ့စွန့်လွတ်ပေးဆက်မှုတို့နဲ့အတူမန္တလေးဒေသအတွင်းရှိနေမေကျို့ကိုထိန်းချုပ်စုမိုးထားနိုင်ခဲ့ကြောင်းဒါကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာရရှိထားတဲ့ထိန်းချုပ်နေမေများကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက်မိဖက်တော်လိုင်းအင်အားစုများနဲ့လက်တွဲကကိုယ်စွမ်းရှိသည့်များညံစွမ်းရှိသည့်များအာသွန်ခွန်ဆိုင်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းယနေ့ထုတ်ပြန်ကြေညာထားပါသည်။ဒါပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာကြီးမားတဲ့အခက်အခဲအတားအဆီးများရှိနေစေကမူမိမိတို့ရဲ့ဘုံယူမှန်းချက်ဖြစ်တဲ့ ဖရက်ဒယ်ဒီမိုကရေစီရရှိရေးနယ်ဆက်အနာရှင်စနစ်အမြင့်ပြည့်ချိန်မုံတိုက်ဖွဲ့ရေးကိုစရတဲ့တဘုတ်ဦးလဲမတုံဆက်လက်လှုပ်ဖို့သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားပါရယ်အလားတူမန္တလေးတိုင်းမိုးကုတ်မြို့ကို ATNL ကစစ်ကောင်စီတပ်ဖွဲ့တန်းပြန်လည်ပေးအပ်ပြီးအပြစ်ခတ်ရစေရေးလှုံ့ဆော်နိုင်ခဲ့တော့လဲ PDF တပ်ဖွဲ့များအနေနဲ့ဆက်လက်ခုခံကာကွယ်သွားမည်ဖြစ်ကြောင်းမိုးကုတ်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် PDS တပ်ဖွဲ့ဝင်များကအခုလိုပဲပြောဆိုထားပါရယ်ယနေ့အော်တိုဘာလ29ရက်ည7:00နာရီအချိန်မှစပြီးမိုးကုတ်မြို့နယ်မိုးမိတ်မြို့ကို TNL ကစစ်ကောင်စီတပ်ဖွဲ့တန်းပြန်လည်ပေးအပ်ပြီး နှစ်ဖက်အပြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးခဲ့ရာမိုးကုံမြို့မှ TNL တပ်ဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှမရှိတော့ပဲစစ်ကောင်စီလက်အောက်သို့ကြောက်ရောက်သွားပြီဖြစ်တဲ့ပြင် NUG အစိုးရ PDF တပ်ဖွဲ့များအနေနဲ့ဘယ်လိုဆက်လုပ်သွားမလဲဆိုတာကိုသိရှိနိုင်ရန်ခုလိုပဲမေးမြန်းခဲ့ခြင်းဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး TNL ဘက်ကတော့ဘာမှလာပြောတာမရှိပါဘူး TNL အနေနဲ့ပြောချင်တာပြောပြချင်တာကကျွန်တော်တို့ကတော့တော်လန်ရေးကိုဆက်လုပ်မှာပါ မျိုးဆိုတာကတော့တော်လန်ကြီးရဲ့စိတ်ပိုင်းတစ်ခုပါပဲ NUG MOD ဥဆောင်ပြီးကာကွယ်ရင်ကျွန်တော်တို့အနေနဲ့အသေးခံပြီးတိုက်ဖို့အစဉ်သက်မှာပဲစိတ်တကြစရာမရှိပါဘူးကျွန်တော်တို့ဒီတက်ဖို့ကောင်းဖို့စူးစမ်းဖို့လိုသေးတယ်လို့ပြလိုက်တာလို့မြင်ပါတယ်လို့မိုးကုံမြို့နယ် PDF တပ်ဖွဲ့ဝင်တဦးကခုလိုပဲပြောဆိုထားပါတယ်မိုးကုံမြို့ကို TNL ကပြန်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သူများကအပြစ်တင်ခြင်းဝေဖန်ခြင်းများရှိတော့လဲအခုလုံးဝေဖန်ပြစ်တင်ရုံနဲ့ပြီးမီမဟုတ်ကြောင်း TNL MNDA အနေနဲ့ တရုတ်နိုင်ငံရဲ့လေဘေးညှစ်ခံထားရတဲ့ကြောင့်ကိုချင်းစာပြီးစဉ်းစားရလိုအပ်ကြောင်းမိုးကုံမျိုးနဲ့ပြည်သူလုံခြုံရေးအဖွဲ့ကခုလိုပဲပြောဆိုထားပါတယ်။ TNL ကတက်ပြန်ဆုပ်ပြီးစစ်ကောင်စီနဲ့အပြစ်ခတ်ရဲစဲရေးလုံးဆောင်တဲ့အပေါ် NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့အစွမ်းအစထုတ်သုံးကတက်သေးပြရမယ့်အချိန်တို့ရောက်ရှိလာပြီဖြစ်ကြောင်းမိဘပြည်သူများအနေနဲ့လက်ဆက်အနာရှင်ကိုအမြင့်ဖြတ်နိုင်ရန်လူနက်ခေရန်ငွေကြေးစိတ်သက်အင်အား အားလုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိပေးရတယ်။စစ်အာဏာရှင်ရှိနေတဲ့ဘယ်မျိုးဘယ်သူစိတ်မချရဘူးဆိုတာတက်တည်ပြလိုက်တာပါပဲ။မိသူပြည်သူများအနေနဲ့ ဒီတက်ပေါ်မပေါဝင်အဖြစ်ပြီးတော်လိုင်းသမားတွေအနေနဲ့လည်းပို့စူးစမ်းဖို့လိုတယ်လို့ပြောကြမှာတယ်လို့မောကုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တဦးကအခုလိုပြောဆိုထားကြောင်းသိရှိရပါတယ်ရှင်။အနုပညာအမြေခံစစ်တပ်လက်ကင်တုံများကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ရန်ကုန် UG အဖွဲ့၅ခုကပူးတွဲကြေညာလိုက်တဲ့အကြောင်းတည်ဆက်ပေးပါမယ်။အနုပညာအမြေခံအကြံဖတ်စစ်တပ်လက်ကင်တုံများကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ရန်ကုန် UG အဖွဲ့၅ခုကယနေ့အောက်တိုဘာလ28ရက်နေ့တွင်ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ထားပါတယ်။အ ျန်းပတ်ဆဲအိုဆိုရဲ့အထုအယောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးယုံကြည်ချက်ကြောင့်တော်လန်နေတဲ့လူငယ်တူကိုစော်ကားခြင်းလူလူအရေးတော်ပုံကိုပုံဖြတ်ကာအမှန်တကယ်စစ်ရဆွေးမှုကျူးလွန်နေသောလူလူရဲ့အသက်အိုးအိမ်နဲ့မီးရှို့တက်ဖြတ်နေသောအကျန်းပတ်ဆဲအိုဆိုဘက်မှစစ်ရဆွေးမှုများထက်မှန်ကျူးလွန်အောင်ထောက်ခံပြီးအားပေးအမြောက်ပြုနေတဲ့အညံစားအပြင်းစားဝါရဖြန့်ဥပညာရှင်များကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါအမှုပညာအမြေခံစစ်တပ်လက်ကင်တုံများဖြစ်သောနေတူမြင်းမြန်နေဝင် အေဂျင့်မောင်ချူလီမေမြင့်မို့အောင်ကိုင်းငပြောကျော်အောင်တူနိုင်လင်းတွက်လက်စူပါလင်းမင်းညိုအုတ်ကပြန်ဤရဲရင်ရောပြောအောင်စင်ဖြိုစတဲ့လူလူနဲ့နိုင်ငံအပေါ်ပြည့်ရဲ့ပြူစော်ကြတဲ့အညာစာအဖြစ်စာဝါရဖြန့်အမှုပညာရှင်များကိုဘွိုင်းကော့အန်ဆိုဂျယ်ပန်နိရှမန့်ပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြရန်ရန်ကုန်ယူကြီးများက ပြည်သူလူထုတရက်လုံးကိုနှိုးဆော်ထားပါတယ်။တော်လန်ရေးမှပြည်သူကတာဝန်ကျေတဲ့ကဲ့သို့ရန်ကုန်ယူကြည်များအနေနဲ့အញ្ញံဆောင်ဝါရဖြစ်အမှုပညာရှင်များရဲ့အချက်လက်များကိုရရှိထားပြီးလူထုနဲ့အရေးတော်ပုံကိုစော်ကားကဲ့သို့အခုလိုမျိုး ဖြစ်လာမဲ့ကိစ္စအရရက်ကို ပြည်သူလူထုကတရားစီရင်ပြီးပြင်းပြင်းထန်ထန်စတင်အရေးဝင်ဖြစ်ကြောင်းသိရှိရပါတယ်။ အဲဒီကောင်တွေတဲကဘသူ့ကိုမဆိုတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါအချက်လက်တွေစုဆောင်းနေရတွေလည်းရှိတယ်သူတို့ရုပ်ရှင်လောကသားတွေကလည်းသူတို့သတင်းတွေကိုအဆက်မပြတ်ပို့ပေးနေတဲ့သူတွေလည်းရှိတယ်ကျွန်တော်တို့ UG တွေကပြည်သူအပေါ်မျက်နှာမူပြီးရက်တည်နေကြတဲ့သူတွေပါပြည်သူလိုမရှိတဲ့မြေသူမဆိုကျွန်တော်တို့ကရန်သူပါပဲလို့ ဝိုင်အေမှာတာဝန်ရှိသူတူကခုလိုပဲပြောဆိုပါတယ်အဆိုမှာပူးတဲ့ဂျင်ညာချက်ကိုရန်ကုန်မြို့အတွင်းစစ်တပ်ဆက်ဆွဲထားသောနေရာများကိုပိတ်မဲ့ထားတိုက်ခိုက်နေတဲ့ WIA Dead Zero Operation Flame Mother San Diego Force နဲ့ Broken System တို့ကခုလိုပဲထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ဆက်လက်ပြီးမင်းတို့မြို့နယ်တွင်တိုင်းအစစ်ရဲမှုလိုက်ပါလာတဲ့ကာလီစီပါရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှလေးဦးသေဆုံးပြီးခရရန်တို့သိမ်းဆည်းရရှိကာကာလီစီကိုမီးရှို့ရှင်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းမင်းတော်မြို့နယ်တွင်တိုင်အစင်ရေမှုလိုက်ပါလာသောကားလေးစီးပါရင်းနှံကိုမိုင်းဆက်ပစ်ခဲ့တိုက်ခိုက်ရာစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီးခရရန်တချို့သိမ်းဆည်းရရှိကကားတစ်စီးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းတရက်ခရိုင်အမှတ်လေးတရင်မှတရင်နှစ်ပြဲကြားတာဝန်ခံကိုမြက်ကခုလိုပဲပြောဆိုထားပါတယ်။အော်တိုဝါလာ28ရက်နေ့မွန်လယ်12နာရီ50ခန့်တွင်မင်းတော်မြို့နယ်မဲစလီရွာကျေးရွာနှင့်ဝင်ဝင်းကျေးရွာကြားရှိပသိမ်မုံရွာလမ်းပိုင်းတွင်မင်းတော်မြို့ ပတ်မဝင်တွင်ကြွရသူမောင်းနေလာသောတိုင်းအစစ်ရဲမှုပါကာလီစီပါရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပစ်ဆိုင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်4ဝီကာတစီးဟာမိုင်းတီကာမောင်းပြေးသွားတဲ့၎င်းက မိုင်းပြေးသွားရာ တော်လန်ရေးတပ်ဖွဲ့များကလိုက်လံပစ်ခဲ့ရာတိုက်ခိုက်ခဲ့ကြောင်းအဲဒီနောက်ကားပေါ်လာသောစစ်သားများကိုမိုင်းတီမှန်လာသောကားကိုရက်ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများကိုကြံကား၃စီးပေါ်တင်စာမီထွက်ပြေးမောင်းနေသွားကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဘက်မှမျက်မြင်လေးဦးထိခိုက်သေးဆုံးနိုင်ပြီး၎င်းတို့ထံမှ7.62 G 88တောင်း G 3 G 24တောင်းကာဝိုင်း G 18တောင်းစစ်သုံးဆောင်ဖြစ်စီတချို့နဲ့ငွေသားသုံးသိန်းကျပ်တို့ကိုသိမ်းဆည်းရနိုင်ခဲ့က၎င်းတို့တားခဲ့တဲ့ကာတစည်းကိုလည်းမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်ကျွန်တော်တို့ရထားတဲ့တဲ့ရင်အရလူကြီးလမ်းကြောင်းဖြတ်မယ်လို့တိုင်းစစ်ရဲမှုပါမယ်လို့ဆိုတာကိုပေါ့ ကွေတိုင်းရဲမှုဆိုလားဆက်လက်အတည်ပြုစေပဲကားလေးစီးဖြတ်တဲ့အခါကျွန်တော်တို့မိုင်းဆွဲတက်ခိုက်ခဲ့တာတစည်းထီတဲ့အဲ့ဒီတစည်းမှာပါလာတဲ့ကောင်တွေက၄ဦးထက်မနည်းထိခိုက်သေးဆုံးနဲ့အဲ့ဒီမှာတိုင်းမှုအစင်ပါလာမပါလာဆိုတာကတော့ဆက်လက်စုံစမ်းနေသေးပါကျွန်တော်တို့စုမထားတဲ့ဒေတာတွေမှာဒီထက်ပိုတဲ့စီးရေလှုံရှားမှုတွေစစ်ကောင်စီလှုပ်လာမယ်ရွေးကောက်ပွဲတွေ အဲ့ဒါတွေကိုတိုက်ခိုက်သွားဖို့လှုံ့ဆော်မယ်လို့သိရခင်အမှတ်လေးတည်းရမှာသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကခုလိုပဲပြောဆိုထားပါတယ်အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ကျန်းပတ်စစ်တကမင်းတုံမျိုးအဝင်ငားမိုင်စစ်စေးရေးကိမှာလက်နက်ကြီးနဲ့ရဲတပ်ပစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လဲဆောက်ခွာနိုင်ခဲ့ကြောင်း ဒေသခံပြည်သူများနဲ့ခီးသွားပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ရန်ကားနေမှုကိုဂရုစိုက်နေထိုင်သွားလာကြရင်တရက်ခရိုင်အမှတ်လေးတရက်မှာတရေနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကအခုလိုပြောဆိုသွားကြောင်းသိရှိရပါတယ်။